တရားဥပဒေစိုးမိုးမှုအားနည်းတယ်လို့အများဝေဖန်မှုကိုခံစားနေရတဲ့မြန်မာပြည်မှာတကယ်ပဲငွေများတရားနိုင်ဖြစ်နေတော့လက်လုတ်လက်စားအောက်ခြေလူရန်းစားတွေအတွက်မျက်နှာငယ်စရာပါဒီလိုအခြေအနေမျိုးကရုံထွက်နိုင်အောင် Mind Justice ကဘာတွေလုပ်ပေးမှာပါလဲ2015ခုနှစ်ကစပြီး၄နှစ်တာရည်ရွယ်ထားတဲ့ဒီစီမံကိန်းမှာဥရောပတက်မကကယူရိုတန်20ထောက်ပံ့ပေးမှာဖြစ်ပြီးဗြိတိရှ်ကောင်စီကဒါကိုစီမံခန့်ခွဲမှာဖြစ်ပါတယ်ဒေတာကန်တွေရက်ဖက်အဖွဲ့စည်းတွေ But mediation essentially is where two people who are in conflict are helped to come together and resolve their difference um, in a way where both of them are satisfied with the outcome. And if you look at rural communities right across this region um, and indeed in many other countries in the world mediation is now being taught to villagers, to community members, to help them resolve complaints. ဒီစီစဉ်ကိုတိုင်းနယ်ပြည်နယ်၆ခုမှာတရားမျှတမှုတွေရရှိဖို့လှုံ့ဆော်သွားမှာဖြစ်ပြီးရန်ကုန်နဲ့မွန်ပြည်နယ်မှာအရင်ဆုံးစတင်သွားမှာလည်းဖြစ်ပါတယ်။ဒါဟာပြည်သူလူထုကိုခြေပြုပြီးလှုံ့ဆော်မှာဖြစ်တာမို့ရွေးကောက်ပွဲကြောင့်အစိုးရအပြောင်းလဲရှိလာခဲ့ရင်တော့အမှုနဲ့ပြည်ထနာကိုခွဲခြားပြီးတော့လူထုလိုအပ်ချက်တိုင်းလှုံ့ဆော်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။ don't want to just say it has to be criminal. We don't want to say it has to be civil. We should look at the wider picture and not be restricted just to one. I spoke about criminal justice system, but clearly the courts deal with civil cases as well. And if you look at disputes in the community, very often they're civil by nature. So we certainly want to deal with those.